မင်္ဂလာပါရှင်ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းချောင်းကတော့ ငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ပြည်သူနေအိမ်များကိုပျက်စီးမှုအလိုက်စီစစဲဖြစ်ပြီးမကြာမီထောက်ပံ့ပေးသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်ဘေးတင်ပြည်သူများရဲ့နေအိမ်များပျက်စီးမှုအပေါ်မူတည်၍နိုင်ငံတော်မှထောက်ပံ့ပေးရန် DMC မှတွက်ချက်ထားပြီးဖြစ်တယ်လို့အဆိုပါအိမ်များပျက်စီးမှုအလိုက်စီစစဲဖြစ်ပြီးမကြာမီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့အမျိုးသားသဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဘူချုပ်မူကြီးဆိုဝင်ကဇွန်လ6ရ ရဲ့မွန်လွယ်ပိုင်းကနေပြည်တော်ရှိလူမှုဝင်နဲ့ကယ်ဆယ်ရေးနှင့်ပြည်လဲနေရခြားထားရေးဝင်ကြီးဌာနမှပြုလုပ်တဲ့အမျိုးသားသဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့တက်ရောက်မှစကားပြောကြားစဉ်ထည့်သွင်းပြောကြားကြောင်းသိရပါဗျ။မန္တလေးငလင်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရတဲ့နေအိမ်များတွေတွင်ဝင်နေအိမ်ရာမပါလူနေအိမ်3963ရင်ရှိတယ်လို့သိရပြီး ဝင်းနေအရာများတွင်ပြေကျပျက်စီးမှုများနဲ့တိုက်များပိကြပြီးအိမ်သုံးဆောင်ပျက်စီးများဆုံးရှုံးခဲ့တဲ့ဝင်းနေအိမ်တော်စု449စုအတွက်ဝင်ကြီးဌာနများမှပြည်အောင်စုဝင်ကြီးများစေတနာရှင်အလူရှင်များကထောက်ပံ့ပေးသည်များရှိတော်လဲနိုင်ငံတော်အနေဖြင့်ပုံမှန်နေ့စဉ်အသုံးပြုနေတဲ့အိမ်သုံးဆောင်ပျက်စီးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းဒုတိယဝန်ကြီးချုပ်ကပြောကြားပါသည် အဆိုပါအိမ်တော်စုများတွင်ဝင်းနှဲ605ဦးနှင့်မိခိုသူ1181ဦးစုစုပေါင်း1986ဦးရှိတယ်လို့သိရပြီးစည်ရင်းများကောက်ယူရာတွင်အဆင်ပြေလုံဆောင်ရတာကြောင့်ကြန့်ချန်မှုများရှိတဲ့အတွက်ဝင်းကြီးများကိုယ်တိုင်စီစစ်ဆောင်ရွက်ပေးရန်ဒုတိယဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။